ဥပ္ပယချံအခန်းကြီးရှိတပန်ထရဖျားကသင်သည်အာရုံိဒူဤသားများအဝုများလင်းရန်စီအပြည့်ဖြေရာရေဖို့နွားတီတိုးတီနကသစဲမဲ့မုတ်တောင်းကိုယူ၍ပရိဒစီဝေရာဒဲတော်တကားရှိသောပရိဒအပေါင်းကိုစီဝေစေလောဟုမောရှေအားမိတော်မူသည့်အတိုင်းမောရှေပြု၍ပရိဒတို့သည်ပရိဒစီဝေရာဒဲတော်တကားရှိမှစီဝေကြ၏ မောရှေကလည်းဤတို့သာရဖျားမာထားတော်မူသည်ဟုပရိသတ်တို့အားပြောဆိုလျက်သာရဖျားမာထားတော်မူသည့်အတိုင်းအာရုန်နှင့်သူ၏သားတို့ကိုခေါ်ခဲ့၍ရေချိုးပြင်းလင်အာရုန်ကိုအင်းကြီးဟုစေ၍ခါပန်းကိုစီစီတည်၏ဝုလုံနှင့်တင်တိုင်းကိုလည်းခြုံစေ၍ထူဆန်းသောတင်တိုင်းခါစီဖြင့်စီလီ၏ရင်ဖုံးကိုလည်းစင်စီ၍ ရေဖုံးအထဲနဲ့အိုးရေနဲ့သူ့မိကိုသိမ်းထားလေ၏သူဤကမ်းပေါ်မှာပေါင်းကိုတင်၍တက်ရှင်းသောရွှေသိန်းကြည့်ပြားကိုပေါင်းရှည်နဲ့တက်လေ၏သာရဖျားမှထားတော်မူသည့်အတာမောရှိသည်လင်းရန်စီကိုယူ၍တဲတော်နှင့်တဲတော်တစားရှိသည်များကိုလင်းသည်ဖြင့်တန်ရှင်စေ၏ ထိုစီကိုရစ်ပလင်ပေါ်မှာခုနှစ်ကြိမ်ဖြန်း၍ရစ်ပလင်တစားရှိသည်မြောက်ကို၎င်းအင်တုံနှင့်ဂျော့ကို၎င်းတန်ရှင်းစီချင်းငါလင်းလေ၏လဲရန်စီကိုအာရုကန်းပေါ်မှာလာ၍သူ့ကိုတန်ရှင်းစီချင်းငါလင်းလေ၏အာရုံဤသားတို့ကိုလည်းအင်ဂျီဝူစီ၍ကားပန်းကိုစီး စေလေအုတ်ထို့ကိုဆောင်းစေလေဤဒါရပြာမာထတော်မူသည့်အတိုင်းအပြစ်ဖြေရာရည်ဖို့နွားတိကိုဆောင်ခဲ့၍အာရုံနှင့်သူဤသားတို့သည်မိမိတို့လိုက်ကိုနွားကောင်းပေါ်မှာတင်လေဤနွားကိုတား၍မောရှိသည်ရစ်ပလင်ပတ်လဲဥချိုတို့နှင့်အသွေးကိုလိုက်ညိုနေอยู่၍ထက်သည်ဖြင့်ရစ်ပလင်ကိုစင်ကြယ်စေပြီးမှရင်းသောအသွေးကိုရစ်ပလင်ချေရင်နာနဲ့ ်သုံး၍ထိုရစ်ပလင်ပေါ်မှာအပြစ်ဖြေခြင်းကိုပြုမိအကြောင်းတန့်ရှင်းစေ၏အူကိုဖုံးသောစီဦးရှိသည်။အသည်ပေါ်နေရှိသောအမည်ကြောက်ကနခုနှင့်ကြောက်ကစီဦးကိုယူ၍ရစ်ပလင်ပေါ်မှာမိရှုလေ၏အရေအသာချင်းနှုတ်နှင့်တကွနွားကောင်ကိုတက်ပြေမှရှူရ၏ သာရပြမာထားတော်မူသည့်အတိုင်းမိရှုရာရည်ပြုသောတိုးချီးကို၎င်းဆောင်ခဲ၍အာရုန်၏သူဤသားတို့သည်မိမိတို့လိုက်ကိုတိုးကမ်းပေါ်မှတင်ကြ၏တိုးကိုတတ်ပြေးလင် မောရှိသည့်အသွေးကိုရစ်ပလင်ပေါ်နှင့်ပတ်လည်ဖြန်လေ၏တိုးကိုလည်းအပန်းပန်းဖြတ်ပြေးလင်ကောင်းမဆာ၍သာတိညာနှင့်စီဥကိုမိရှုလေ၏ ဝမ်းထဲနဲ့ရှိသောအရာနှင့်ခြေတို့ကိုစေးကြော၍သိုးတစ်ကောင်လုံးကိုရစ်ပလင်ပေါ်မှမီးရှို့လေ၏။မွေးကြံရာဖို့မီးရှို့သောရစ်ဖြစ်သည်။မင်းဖြစ်ထာရဖျားအားပြုသောဘိုးသောတကားဖြစ်သည်။ထာရပြာမာထားတော်မူသည့်အတိုင်းအခြားသောသူအရာနှင့်ခန့်ထားရာသူကိုဆောင်ခဲ၍အာရုန်နှင့်သူ၏သားတို့သည်မိမိတို့လက်ကိုသူကအပေါ်မှတင်ကြ၏ တိုးကိုတက်ပြီးမှမောရှိသည်အသွေးကိုယူ၍အာရုံဣလက်ရနာပင်နဲ့လကလက်ရလက်မနဲ့လကလက်ရချင်းမနဲ့လကထက်လေ၏အာရုံဣတာတို့ကိုလည်းခေါ်ခဲ၍သူတို့လက်ရနာပင်လက်ရလက်မလက်ရချင်းမတို့နဲ့အသွေးကိုချက်ပြေးမှရစ်ပလင်အပေါင်းနဲ့တက်လေပြန်လေ၏ စီဥအမီအူကိုဖုံးသောစီဥအသေးပေါ်နဲ့ရှိသောအမီကြောက်ကနခုနဲ့ကြောက်ကကိုဖုံးသောစီဥလေယာပခုံးခါရပြရှိတော်နဲ့ထားသောတစေမဲမှုတတောင်းထဲကတစေမဲမှုတလုံးစီနိလုတ်သောမှုပြတပြမှုကြွတစ်ချက်ကိုယူ၍မှုများကိုစီဥနဲ့လေယာပခုံးပေါ်မှာချက်ပြေးလေအာရုံအေလက်သူဣတာရောလိုက်နဲ့ ထိုအရာတို့ကိုထား၍ထာရဖျားရှိတော်နဲ့ခြေလွဲသည်ဖြင့်ခြေလွဲသောပူဇော်တကားပြုလေ၏ထိုအရာတို့ကိုသူတို့လိုက်မှခံယူ၍ရစ်ပလင်ပေါ်မှမိရှို့ရာရည်နှင့်အတူရှိလေ၏ရှို့လေ၏မွေးကြံသောအနေရှိ၍အရာနှင့်ခန့်ထားရာရည်ဖြစ်သည်တိတာရဖျားအာမင်းဖြင့်ပြုတ်သောပူဇော်တကားဖြစ်သည်တိ ထို့နောက်မောရှိသည်ယင်ပကိုယူ၍ထာရပြားရှိတော်နှင့်ခြေလွဲသည်ဖြင့်ခြေလွဲသောဘုဇောတကပြုလေ၏အရာနှင့်ခန့်ထားရာသို့ဤယင်ပလည်းမောရှိ၏အဖို့ဖြစ်သည်တပန်ရစ်ပလင်ပေါ်မှရှိသောအသွေးနှင့်လင်းရန်စီကိုယူ၍အာရုံနှင့်သူ၏အဝတ်၌၎င်း သူဤသားရောနဲ့သူတို့အဝုနဲ့၎င်းဖြန်သည်ဖြင့်အာရောမစ၍သားများအဝုများတို့ကိုတက်ရှင်စေလေ၏မောရှိတီအန်ရောနဲ့သူဤသားတို့အားလည်းသောသောဤအသားကိုပရိသစည်းဝေးရာဒဲတော်တကားနာမှာပြုကြလော။သာရပြာကအာရုံနှင့်သူဤသားတို့သည်ထိုအသားကိုစားရကြမည်ဟုငါအာမာထားတော်မူသည့်အတိုင်းထိုအသားကို၎င်းအရာနှင့်ခန့်ထားရာ မုတ်တောင်းနဲ့ရှိသောမုတ်ကောလကထိုအရက်နဲ့စားကြလော့ကြံကျင်းသောအသားနှင့်မုတ်ကိုမီရှူရမည်တင်တို့ကိုအရာနဲ့ခန့်ထားရာကာလခုနှစ်ရက်မစင်မီပရိဒစီဝေယတဲတော်တကားပြင်တို့မထွက်ရကြခုနှစ်ရက်ပလောအရာနဲ့ခန့်ထားခြင်းမင်္ဂလာကိုဆောင်ရကြမည်ဒီနေ့ပြုတဲ့အတိုင်းတင်တို့အဖို့အပြစ်ဖြစ်ခြင်းကိုပြုမည်အကြောင်းသာရပြားမှာထားတော်မူပြီး ထို့ကြောင့်တင်တို့စီတေးပေးနှင့်ဂင်းလှုပ်ခြင်းကပရိသစီဝေရာဒဲတော်တကာနာမှာခုနှစ်ရက်ပလုံးနှိမ့်ညက်မပြတ်နေ၍ထာရပြအမှုတော်ကိုဆောင်ရကြမည်ထို့သောငါအာမာထားတော်မူပြီဟုဆင့်ဆိုသည်ဖြစ်၍မောရှေအားဖြင့်ထာရပြမာထားတော်မူသည်များအတိုင်းအာရုန်နှင့်သူ၏သားတို့သည်ပြုကြ၏အခန်းကြီးကိုအထမနေ့နဲ့မောရှေသည်အာရုန်နှင့်သူ၏သားများ ဣတရေလအမျိုးတက်ကြီးသူများတို့ကိုခေါ်၍အာရုံအားစိန်သည်အပြစ်ဖြေရာရေဖို့အပြစ်မပါသောနှွားတငယ်တကောင်မိရှုရာရေဖို့အပြစ်မပါသောသိုးထီးတကောင်ကို ယူ၍သာရဖျားရှိတော်နဲ့ပူဇော်လောဣတရေလအမျိုးသားတို့အားလည်းတင်တို့သည် အပြစ်ဖြေရာရေဖို့စိတ်တငယ်တကောင်မိရှုရာရေဖို့အပြစ်မပါ အခါမလဲသောနှွားတငယ်တကောင် တို့တငယ်တကောင်ထာရပြရှိတော်နဲ့ပူဇော်သောမေတ္တဟာယရေဖို့ငွားသေးတကောင်တို့သေးတကောင်စေနစ်ရောသောဘောဇိပူဇော်တကောင်ကိုယူကြလောဒီနေ့ထာရဖရာသည်သင်တို့အားထင်ရှားတော်မူမည်ကိုပြောတော်ဟုဆိုလေ၏မောရှေမာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှိသောဆောင်ခဲ့ပြီးမှပရိသတ်ပေါင်းတို့သည်ချင်းကား၍ထာရပြရှိတော်နှင့်ယက်နေကြ၏ မောရှေကလည်းတင်တို့သည်သာရဖျားမိတော်မူသည့်အတိုင်းဤတို့ပြုကြ၍သာရဖျား၏ပုံတော်သည်တင်တို့အားထင်ရှားမည်ဟူရဲ့၎င်းအာရုံအားလည်းတင်သည်ရစ်ပလင်တို့သွား၍သာရဖျားမှာထားတော်မူသည့်အတိုင်းတင်၏အပြည့်ဖြစ်ရာဤမိရှုရာဤကိုပူဇော်သည်ဖြင့်တင်နှင့်လူများအတွေ့အပြည့်ဖြစ်ခြင်းကိုပြုလောလူများဆောင်ယူခဲ့သောပူဇော်တကားကိုကိုယ်လည်းပူဇော်၍ သူတို့အတွက်အပြစ်ဖြစ်ခြင်းကိုပြုတ်လောဟူ၍၎င်းဆိုလေ၏အာရုန်သည်လည်းရစ်ပလင်သို့သွား၍မိမိ၏ဆန်သောအပြစ်ဖြစ်ရာယိနွားတငယ်ကိုတတ်လေ၏သူဤသားတို့သည်အသွေးကိုယူခက်ယူဆောင်ခက်သဖြင့်အာရုန်သည်မိမိလိုက်မျိုးကိုအသွေးနှင့်နှီး၍ ရစ်ပလင်ဦးချိုတို့နဲ့ထက်ပြေးမှကျွင်းသောအသွေးကိုရစ်ပလင်ချေရင်နာနဲ့တော်လေ၏အပြည့်ဖြေရာရစ်ကောင်စီဦးကြောက်ကအသေးပေါ်နဲ့ရှိသောအမင်းကိုရစ်ပလင်ပေါ်မှမီရှိုလေ၏ထို့သောထာရဖျားသည်မောရွှေအားမာထားတော်မူ၏အသားနှင့်အရေကိုတက်ပြင်းမှမီရှိုလေ၏မီရှိုရာရစ်ကောင်ကိုလည်းတာ၍သူဤသားတို့သည် အသွေးကိုဆက်ပြေးလေသူသည်ရစ်ပလင်အပေါ်ပတ်လည်နဲ့ဖြန်းလေ၏သူတို့သည်မီးရှို့ရာရစ်ကောင်သားတိညာနှင့်ကောင်းကိုဆက်၍သူသည် ရစ်ပလင်ပေါ်မှမီးရှို့လေ၏ဝမ်းထဲနဲ့ရှိသောအရာများနှင့်ခြေတို့ကိုဆေးကြော၍ရစ်ပလင်ပေါ်မှမီးရှို့ရာရင်နှင့်အတူရှို့လေ၏လူများပူဇော်တကားကိုလည်းဆောင်ခဲ၍လူများအပြစ်ဖြေရာရစ်ဖြစ်သောစိတ်ကိုယူတတ်ပြေးလေ ရှေ့နေအတူအပြစ်အတွက်ပူဇော်၏မိရှုရာရစ်ကောင်ကိုလည်းဆောင်ခဲ့၍ထိုနင်းတူပူဇော်လေ၏ဘောစီပူဇော်တကာကိုလည်းဆောင်ခဲ့ပြီးလေတလက်ဆုံးကိုယူ၍ရစ်ပလင်နဲ့နနဲ့မိရှုရာရစ်နာမှာမိရှုလေ၏လူများအတွက်မေတ္တာရာရစ်နွားထီတိုးထီကိုလည်းတိုက်၍သူဤသားတို့သည်အသွေးကိုဆက်ပြီးလေသူသည်ရစ်ပလင်အပေါ်ပတ်လည်နဲ့ဖြဲလေ၏ အမေနဲ့တကွာအအိုကိုဖုံးတော်စီဦးကြောက်ကအတဲအမေဒီဟုသောတိုးနွားစီဦးကို ရင်ပလယ်မှာတင်၍ရစ်ပလယ်နဲ့မြေရှုလေ၏ရင်ပနှင့်လက်ရပခုံးကိုသာရဖျားရှိတော်နဲ့ခြေလွယ်၍ခြေလွယ်သောရစ်ပူဇော်တကာကိုပြုလေ၏ ထိုတို့ပြုရမည်ဟု မောရှေမှာထားသည်တည်းအာရုန်သည်မိမိလက်ကိုလူများရှိသောချီလျက်ကောင်းကြီးပေ၍အပြည့်ဖြေရာ၏မိရှုရာ၏မေတ္တဟာရာ၏ကိုပူဇော်ရာမှဆင်းလေ၏တပံမောရှေနှင့်အာရုန်တို့သည်ပရိဒတ်စီဝေရာတဲတော်ထဲသို့ဝင်၍ထွက်ပြေးမှလူများကိုကောင်းကြီးပေပေသည်ဖြင့်သာရပြာ၏ဘုံတော်သည်လူများတို့အားထင်ရှားလေ၏ ဒါရဖျားထံတော်မှာမင်းထွေ၍ရစ်ပလင်ပေါ်မှာရှိသောမင်းရှုရာရည်နှင့်စီဦးကိုလောင်လေ၏ထိုအကြောင်းအရာကို လူများတို့သည်မြင်သောအခါကြွေးကြော်၍ပြန်ဝကြ၏ခန်းကြီး၁၀